ဒီတစ်ခါပဲပတ်လေးရနဲ့ရပါတော့မယ်เนาะကျွန်တော်တို့အမှန်ဆိုရင်တီလာကတင်တန်းကျေးတက်မယ်ဆိုပြီးတော့လှုပ်ထားတာပေါ့เนาะဒါပေမဲ့တင်တန်းမကြိမ်ရခင်ចောင်းသားတော်တော်များများလဲအပ်ပြီးသွားပြီဆိုတော့တီလာတလာကဒီတင်တန်းကျေးပတ်လေးရနဲ့ရပါမယ်เนาะပါတင်တန်းလဲဆိုတော့ကျွန်တော်တို့တီလာကုံတရနေ့စမယ်စာစကားတင်တန်းပေါ့เนาะ level 1ဖြစ်ပါတယ်ဗီဒီယို class ပါเนาะစာရော စကားရောလုံးဝအခြေခံကနေစနစ်တကျလေးသင့်ချင်းစီတင်သွားပေးမယ်တင်တန်းမျိုးပါ ဟုတ်ပြီနော်အဲ့တော့တည်တင်တဲ့အပ်မယ်ဆိုတဲ့ចောင်းသားတွေတည်တခါနောက်ဆုံးဖြစ်စေရမယ်ဆိုတဲ့စိတ်နဲ့အပ်ပေးပါနော်တော်တော်များများကတင်တန်းတွေစုံနေပြီနော်ဟိုတင်တန်းရောက်သွားလဲတည်တင်တန်းကိုရောက်လာလိုက်တော်တော်များများကဆရာတွေကအကောင်းဆုံးစ조사ပြီးတော့တင်ပေးတယ်ပေါ့နော်ဒါပေမဲ့ကိုကတည်မလုပ်ဖြစ်တာများတယ်အဲ့တော့တည်တခါတက်မယ်ဆိုရင်တကယ် ပြီးအောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့တက်စေချင်ပါရဲ့ပေါ့နော်မဟုတ်ရင်ပက်လေးရပဲတက်ကြည့်မယ်ဆိုရင်အချိန်လဲကုန်တယ်လို့လည်းပင်ပန်းတယ်အဲ့လိုမျိုးမဖြစ်စေချင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီ2025လဲနှစ်လဲရောက်လာခဲ့ပြီဒီ6လအတွင်းကိုတေချာလေးစ조사မယ်ဆိုရင်စာလဲလုံးဝတေချာလေးဖတ်တတ်သွားမယ်နော်စကားက ထိုက်တဲ့လိုမျိုးမပြောတတ်သေးဘူးဆိုရင်ဒါမှတော်တော်လေးကိုအခုနဲ့ရှိရင်တိုးတက်လာမယ်လို့အာမခံပါတယ်ဒါပေမဲ့လုံးဝလိုက်လို့သွားဖို့လိုအပ်ပါမယ်နော် level 1 level 2 level 3အဆင့်လိုက်ဆက်သွားလို့ရပါတယ်ပေါ့နော်ကိုကအကြွေကျွန်တော်တင်မတင်နေတဲ့အဆင့်ပြည့်တယ်ကြိုက်တယ်ဆိုရင်ဟုတ်ပြီနော်ဒီလကောင်ကဒီ level 1စမှာဖြစ်ပါတယ်ပေါ့နော်လုံးဝအခြေခံကနေတင်မဲ့မှာဖြစ်ပါတယ် video class ဖြစ်တဲ့အတွက်ကိုအားတဲ့ချိန်အဆင့်ပြည့်တဲ့ချိန်ဝင်လေးလာလို့ရတယ်ပေါ့နော်အဲ့တော့တချို့ကအချိန်မရှိဘူးလို့ပြောတယ်နော်အမှန်ကကိုအားတဲ့ချိန်မှာဝင်လေးလာလို့ရတဲ့အတွက် ပေါ့နော်မနေ့အားရင်မနေ့လေးလာနေ့လေအားရင်နေ့လေလေလာညနေအားရင်ညနေလေးလာလို့ရတဲ့အတင်တန်းမျိုးပါရမယ်နော်နောက်တစ်ခုကတချို့ကြောင်းသားတွေကဒီအသက်ကြီးသွားပြီပေါ့နော်စာမမမိနိုင်ဘူးလို့ထင်ကြတယ်အမှန်ကကျွန်တော်စီမှာတက်နေတဲ့ကြောင်းသားတော်တော်များများကဒီအသက်7နှစ်73ကနေအသက်60အထိရှိတယ်ပေါ့နော်ကြောင်းသားအသက်ရွယ်ဆုံးရှိပါတယ်အတိကကလိုက်လို့ဖို့ပါပဲပေါ့နော်လိုက်လို့ပြီးတော့အသက်90ကျော် အာဖြစ်နေတဲ့ចောင်းသားတွေတော့မှနောက်ဆုံးတေချာလေးဖတ်တတ်သွားတယ်ရေးတတ်သွားတဲ့ចောင်းသားတွေအများကြီးရှိပါတယ်ဒီကကလိုက်လို့ဖို့ပဲလိုအပ်ပါတယ်เนาะ ပြန်တော့တစ်ခုကစာမလိုက်နိုင်မှာကြောက်လာပေါ့နော်မကြောက်ပါနဲ့ဒါကဗီဒီယို class ဖြစ်တဲ့အတွက်ကိုအစင်လိုက်လေ့လာသွားရုံပါပဲပေါ့နော်ကျွန်တော်တို့တရက်ကိုတပုံလုံးနဲ့တင်ပေးတယ်ဒါပေမဲ့ကိုနိုင်တလောက်လေးပုံမှန်လေးလေ့လာလေ့လာပြီးတော့ကျွန်တော်ကိုအင်စာပို့ပါပေါ့နော်အဲ့တော့နားမလည်မှာကြောက်လာပေါ့နော်နားမလည်မှာလည်းမကြောက်နဲ့အကေရွေးဗီဒီယိုကိုကြည့်တယ်ကြည့်တဲ့အချိန်မှာကျွန်တော်ကဒီအရှင်းလင်းဆုံးနည်းနဲ့ရှင်းပြထားတာဖြစ်ပါရဲ့ပေါ့နော်အင်္ဂလိပ်လိုလုံးဝမသုံးထားဘူးအကေရွေးကိုကကြည့်လို့နားမလည်ဘူးဆိုရင်တော့မှကျွန်တော်ကိုဒီအင်စာပို့တဲ့နေရာမှာမေးလို့ရတယ်ကျွန်တော်ကိုတိုင်းအသေးစိတ် င်းပြပေးမှာဖြစ်ပါရဲ့ပေါ့နော်အဲ့တော့အကေရွေးကိုကအကောင်ဆုံးလုတ်ပြီးတော့မတက်ရောဘယ်လိုလုတ်မှလဲပေါ့နော်အကေရွေးကိုကဒီတေချာလေးလဲစ조사တယ်နော်နေ့တိုင်းလဲအင်စာပို့တယ်တင်တန်းပြီးတဲ့အချိန်ပေါ့နော်တရမမပြတ်ဘူးအင်စာလုတ်တယ်အင်စာပို့တယ်တင်တန်းပြီးသွားတဲ့အချိန်မှာဘာမှတိုးတက်လာတယ်လို့မခံစားရဘူးနော်ဘာမှမရဘူးလို့ခံစားရရင်ကျွန်တော်တို့တင်တန်းကနေတရရခိုင်တော့ငွေပြန်အမ်းပေးမှဖြစ်ပါတယ် နောက်တစ်ခုကဒီမြန်မာပြည်မှာနေတဲ့လူတွေ line မကောင်းဘူးဆိုရင်ရောဘယ်လိုလုပ်မှလဲပေါ့နော်စိတ်မပူနဲ့ကျွန်တော်တို့ဒီ Facebook group မှာလည်းတင်မိမယ်နော် Telegram မှာလည်းတင်မိမှာဖြစ်တဲ့အတွက်ကိုယ်အဆင်ပြေတဲ့နေရာကနေဝင်ကြည့်လို့ရပါတယ် ဆိုပြီးတော့ပြီးတော့ចောင်းသားတွေလေးလာတာအဆင်ပြေအောင် TPDF file နဲ့ပေးมาဖြစ်တယ်အဲ့တော့ TPDF file ကိုចောင်းသားတွေကဒီ print ထုတ်ပြီးတော့စာအုပ်အနေနဲ့ကြည်လဲရတယ်ဒါမှမဟုတ်ဒီ phone ထဲမှာ iPad ထဲမှာထားပြီးတော့ light ကြည့်သွားလဲရတယ်เนาะအဆင်ပြေတဲ့ပုံစံနဲ့လေးလာလို့ရတယ်ဟုတ်ပြီเนาะဒါဆိုရင်ကျွန်တော်တို့ဖက်ကအကောင်ဆုံးပေးနိုင်တဲ့များအကုန်လုံးပေးထားပြီးပြီးအလွယ်ကူဆုံးနည်းနဲ့လည်းရှင်းပြပေးထားတယ်เนาะចောင်းသားတွေ లై လို့ဖို့ပါပဲเนาะဘာပင်ပါလေးလာမလဲဆိုတာလည်းစဉ်းစားရမလို့ဘူးအကလုံးအစင် లై စီစဉ်ထားပေးပြီးသားเนาะစ조사ဖို့ပဲလို့မယ်ပုံမှန်စာ လုပ်မယ်အိမ်စာပို့ဖို့ပဲလုပ်မယ်เนาะအိမ်စာလည်းကျွန်တော်ကိုယ်တိုင်တယောက်ချင်းစီအသေးစိတ်စစ်ပေးမှဖြစ်တဲ့အတွက်ရေးတာမလာမလာเนาะတန်ထက်ပြီမပြီဆိုတာကိုတေချာလေးသိရပါလိမ့်မယ်ဟုတ်ပြီနော်ဆိုတော့ဒီလပဲပက်လေးရနဲ့ရတော့မှဖြစ်ပါတယ်နော်အဲ့တော့အမြန်ဆုံးအပ်ပေးပါအခုလည်းတော်တော်များများအပ်ပြီးသွားပါပြီပေါ့နော်နောက်လာကြရင်တော့တေချာပေါတင်တန်းကြီးတက်ပါတော့မယ်ဒီနေ့အတွက်ကတော့ဒီလပါပဲနော်နောက်ဗီဒီယိုမှာဆက်ပြီးတော့တွေ့ရပါမယ်ဖုန်ဂျိမ်းစ်စာဒီခရပ်